စင်ကာပူမှရွေးကောက်ပွဲကိုအယုံအကြည်မရှိဟုပြောပြီးစင်ကာပူနိုင်ငံသားရေးဝန်ကြီးဗီဗီယန်ဘာလာခရစ်ရှန်ကပါဝင်ပတ်သက်နေသူများနဲ့အပြုသဘောဆွေးနွေးပွဲများမရှိဘဲလုံမြီဆိုကောင်းမိမိတို့ဘက်မှယုံကြည်စရာမရှိမြန်မာပြည်သူများ၏ဆန္ဒကိုထင်ဟပ်ခြင်းရှိမည်မဟုတ်ဟုယူဆကြောင်းစင်ကာပူ၏သဘောထားကိုတရားဝင် ပြောဆိုလိုက်ပြီးဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့်များနှင့်ဆက်လင်း၍စင်ကာပူပါလီမန်အမတ်တအူးဤအမေကိုစာဖြင့်ပြန်လည်ရေးသားဖြေကြရာတွင်ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါသည်။အာနာသိန်းပြီး၅နှစ်ရောက်လာသည့်အချိန်မြန်မာနိုင်ငံ၏အခြေအနေမှာဆိုးရွားနေစေဖြစ်ပါသည်။ပြည်တွင်းစစ်တီလည်းအရှိန်မလျှော့ဘဲဖြစ်ပွားနေသဖြင့်နိုင်ငံသည်အစိတ်စိတ်အမောမောကွဲထွက်လျက်ရှိကြောင်းဖော်ပြထားပါသည်။ပိုယဟန်မင်းကြီးလီယိုဆက်လီကလည်းဒုက္ခဒုက္ခများခံစားနေရသောမြန်မာပြည်သူများအား မီလီယံမနီချဘုံနိုဝင်ဘာလ9ရက်နေ့ပရိသတ်နဲ့တွဲဆောင်ခွဲပြီးတွင်နိုင်ငံတကာအတိုင်းဝိုင်းအားယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။၎င်းနေဖြင့်လည်းစူတောင်းမြစ်သာပို့တာပေးနေပြီးအားလုံးလည်းဝိုင်းဝန်းစူတောင်းပေးကြပါရန်လည်းတိုက်တွန်းသွားသည်ဟုဗာတီကန်သတင်းတွင်ဖော်ပြချပါတယ်။ဆေယုစုသည်၎င်းတို့အာနာသိမ့်မှုနှင့်အတူမြန်မာပြည်သူများ၏စိတ်ဓာတ်ကို ကျိုးအထက်ထက်ဖြင့်ချီနောင်ထားခဲ့ရမှာယခုအခါတူရောင်ရွေးကောက်ပွဲဖြင့်တန်ကျိုးအထက်ထက်ပတ်တော့ကလောက်ကြီးခက်ကထို့ကိုတဏီယာတို့အပီးအပိုင်လွှင့်ပြရန်ကြံစီလာသည်ရွေးကောက်ပွဲကတဖြည်းဖြည်းနီးလာတော့လေမိသူမြစိတ်မဝင်စားမဲထဲချင်းစိတ်မရှိဖြစ်လာနေသည်ကိုသိမြင်လာကြသည်မဲခိုးစရာမလိုအောင်၎င်းတို့ကိုပခုံးချင်းရှင်းလာနိုင်သည့်လူများထဲမှစိတ်မချရသူများကိုလည်းရှင်းထုတ်နေပြီဖြစ်သည်ပြည်သူများကတော့၎င်းတို့ဘက်ကပြီးသည်နှင့်ဤတို့မြေပုံ နှစ်ပေါက်တစ်ပေါက်ရိုက်လာမည်ကိုသာစောင့်ကြည့်နေကြသည်။၎င်းတို့မျှော်လင့်ကြီးမျှော်လင့်ထားသောအာဆီယံကလည်းအင်းမလုအင်းမလုဖြစ်နေသည်။တရုတ်ကလားရုရှားတို့နှင့်သာနှစ်ပါးသွားရဖို့ရှိနေ၍လက်ရှိအခြေအနေထက်မြို့တို့မြတိုးတက်မလာဖြစ်နေ၍စိုးရိမ်တကြီးဖြစ်လာနေသည်။ထိုရေးကိုတတ်တာလို့တတ်တာညာ၎င်းတို့ဤသိခါကိုအဖက်ဆယ်၍ရလိုရညာကမူရှူတို့လှုပ်လာသည်ကညဝရီရှိ KK ပတ်ကိုဒိုင်နမိုက်ဖြင့်ထိုက်၍ဖောက်ခွဲဖြက်စီးလိုက်ပြန်သည်။ရှက်ခုအထိအဆောက်အုံပေါင်း250ရှိသည့်အနက် 24လုံးကိုဖောက်ခွဲဖျက်ဆီးလိုက်သည်ဟုသတင်းတွင်ဖော်ပြထားသည်။မင်းအောင်လိုင်ကကြားဖြတ်လုပ်ငန်းအလုံးသည့်၎င်းတို့သစ္စာခံစောချစ်သူ၏ VGF နှင့်မဆိုင်ပေ KNU ပိုင်းအဖြစ်ဝါဒဖြန့်နေပြန်သည်။ထို့သောလိန်ညမှုများကလည်း၎င်းတို့အပေါ်ပို၍ယုံကြည်မှုကင်းမဲ့လာဖို့သာရှိသည်။အပေအကန့်ရရော်လွင့်ပြီးမင်းအောင်လိုင်မှနေပြည်တော်တွင်အခမ်းအနားဖြင့်တီတီတော်ဓမမဏိစောတရဘွဲ့ချင်းမြင့်ထားသောကိုကန့်ရှိကြားဖြတ်ကောင်းဆောင် ရှုတ်ကြံချိခေါ်မောင်မောင်ဆိုသူအားတယုံမှတည်တံ့ချမှတ်ပြီးလူမြင်ကွင်းတွင်ကွက်မျက်ခံရတော်မူဖြစ်သည်။ထို့မြောက်မှကသည်ရှုတ်ကြံချိအားကိုကန့်ဒေတာကုံချမ်းမြို့နယ်ရှိမြမလူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌအဖြစ်ပင်ခန့်အပ်၍ချီးမြှောက်ခံခဲ့ရသူဖြစ်သည်။နိုင်ငံတကာကယုံကြည်မှုကင်းမဲ့လာသောရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်ရန်ပြင်ဆင်နေသည့်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သောခင်မောင်ဆွေ၏အမျိုးသားဒီမိုကရေစီအင်အားစုပါတီအားထက်သိမ်းခဲ့ပြန်၍ ထိုပါတီမှအခွင့်အာဏာလက်လွတ်မခံနိုင်မမောနေကြသောနိုင်ငံရေးသမားဆိုသူ53ဦးသည်ကိုကိုကြီးတက်တက်ခိုင်ပါတီရှမ်းအမျိုးသားပါတီများဘက် ရောက်သွားပြီးထိုပါတီအောက်တွင်ရွေးကောက်ပွဲဝင်ချတော့မည်အဖြစ်ကိုတနာဆက်ဝဲတွေ့မြင်နေရသည်အော်တိုဘာ25ရက်တွင်ရွေးကော်မှ96ဦးအားအမည်စရင်းမှပယ်ဖြတ်ကြောင်းကြေညာချက်ထုတ်ပြန်လာသည်၎င်းတို့အချင်းချင်းကြားတွင်ပင်အခြေအနေများကရှုပ်ထွေးလာနေပြီဖြစ်သည်မိသူများလာမကြည့်တော့ပွဲကရန် စက်ခုံနောက်တွင် အချင်းချင်းသူကမြင်ငါကမြင်နေရံဖြစ်နေကြခြင်းမျိုးသာဖြစ်သည်ကျဖို့ပါတီတွင်လည်းမေအောင်လိုက်ကသူအလိုမရှိတော့သောဘိုးချိုဟောင်းများကိုအတင်းထိုးလို့နေ၍မကျင်မနှက်ဖြစ်လာနေကြပြန်သည်ဘိုးနေဝင်ခေကထိုးခဲ့သောလူများကိုဒီပတွင်တန်အမတ်အဖြစ်လွတ်တက်တော်လဲယခုအခါ၎င်းတို့ခန့်မိတန်အမတ်အစ်များကိုညီသူများလက်မခံပဲကျန်ဖို့ထဲကြောင်းထိုးလာရခြင်းဖြစ်သည်ယခုအချိန်ထိရုပ်ရှင်ဂီတအနုပညာရှင်များအပါအဝင် အလွာအသီးသီးမှအသက်15နှစ်သားပါမကျန်ရွေးကောက်ပွဲကိုဝေဖန်ပြောကြားသည့်ဆိုကဖန်စီခံရသူပေါင်း60ကျော်ရှိသွားပြီဖြစ်သည်အနုရောတွင်လူကြောလှုပ်ချင်သူများ၏ပါတီဆိုင်ပုံများအောက်တွင်ပင်ရဲအဆောင်အယောက်များချထားပေးရသည့်အဖြစ်ရောက်ရှိလာသည်အချောင်းတိုက်ဆိုင်၍20ရာစုတွင်လွှမ်းမိုးမှုအရှိဆုံးသောဂျာမန်ပြဆက်ရေးဆရာကဗျာဆရာကြီးဗာတော့ဖရက်ပြောခဲ့သည့်အဆိုအမိန့်ကိုတင်ပြလိုပါသည် အမှန်ကိုမသိသူများသည့်လူအများသာဖြစ်သည် သို့သောအမှန်ကိုသိပါလျက်နှင့်လိညာနေသူများသည်ရာဇဝတ်သားများသာဖြစ်သည်ပြည်သူတို့၏ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်ဆလပီစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမဲထွက်ပြီးဖို့ချင်းချောက်အချက်ကရင်တိုင်ကြားနိုင်ဟုအန်ယူဂျီကြီးညာစစ်တပ်ရွေးကောက်ပွဲမှာမဲမပေးဖို့အပါအဝင်ဒါမြင့်ချက်ရှစ်ချက်ကိုချင်းပြည်ကောင်စီထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာမဲထွက်ပြီးဖို့ချင်းချောက်အချက်ကင်မှုတွေကိုတိုင်ကြားနိုင်ကြ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနကနိုဝင်ဘာ6ရက်မှာထုတ်ပြန်ပါတယ်။မည်သူမဆိုပြည်သူလူထုအားအတူရောက်ရွေးကောက်ပွဲတွင်မဲထွက်ပေးရန်ချိုးတင်မဲပေးရန်တနည်းနည်းဖြင့်ချင်းချောက်အချက်ကိုက်ခြင်းသည်လူခွင့်ရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်သလိုဥပဒေနှင့်ညီစွန်းသောလုပ်ရလည်းဖြစ်သည်ဟု NUG ပြည်ထရေးကထုတ်ပြန်ခဲ့ပြီးမဲပေးဖို့ချင်းချောက်အချက်ကိုက်လာရှိခြင်းတည်တည်နေတကွာတိုင်ကြားနိုင်တယ်လို့ဖော်ပြပါတယ်။ ပြည်မှုထင်ရှားပါကအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကျူးလွန်သူတွေကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမယ်လို့အတိပေးထားပြီးတိုင်ကြားနိုင်တဲ့ link တွေဖြစ်တဲ့ Telegram ကိုဖော်ပြချပါရစေ။ Telegram https://t.me/ngpublicafairs ပေါ်သို့နေ့စဉ်ည၈နာရီကနေ10နာရီအထိဆက်သွယ်နိုင်တယ်လို့ဆိုပါရစေ။ ပြည်သူကိုစိုးအတင်းအကျပ်ချိန်ချပြီးတော့အချက်ကင်ပြီးတော့မဲပေးဖို့လောက်ကင်ဆောင်ရွက်တာတွေမှတ်သမျှကရာဇဝတ်မှုဖြစ်တဲ့လူခွင့်ရိတ်ချိုးပေါက်မှုနောက်ပြီးတော့ရွှေကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်တာဖြစ်တဲ့ပေါ်တော့လို့ NUG ပြည်တော်စုဝင်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်။ဒါကြောင့်ချိန်ချအချက်ကင်တာတွေလောက်လာရင်ပြည်သူတွေအနေနဲ့တေချာစွာမှတ်တမ်းယူထားပြီးထိုင်ကြဖို့လိုကြောင်းဦးနေဖုံးလက်ကပြောပါရယ်။ ။ NUG နဲ့ဒေါ်လာရေးအင်အားစုတွေရဲ့စိုးမိုးထိန်ချုပ်နေမြေတင်မကဘူးအခြားဗီနီယာမှာပဲရှိနေရှိနေဒါတွေက record အနေနဲ့ရှိနေမှာဖြစ်ပြီးတော့ဖန်စီအရေးယူဆောင်ရွက်နိုင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောပါရယ်။အလားတူချင်းပြည်ကောင်စီကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲစန့်ကျင်တားဆီးရေးနဲ့ပြည်သူအခွင့်အရေးကောက်ခွေရေးဆိုင်ရာလှုပ်ထုံးလုပ်ပြီးအမိန့်ချညာချက်ကိုနိုဝင်ဘာ6ရက်မှာထုတ်ပြန်ခဲ့ပါရယ်။ဖေဒူမဆိုစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ချင်းလူမျိုးအမိခံနိုင်ငံရေးပါတီတီထောင်တာ ရှင်းပြီးချင်းလန်းအတွင်ပါတီယုံဖွင့်လှစ်တာမပြုလို့ရဟုဖော်ပြပါရယ်။ယခုလှုပ်ထုံးလုံနီးမထုတ်ပြန်မီကာလတွင်ချင်းလူမျိုးအမိခံသို့မဟုတ်ချင်းမျိုးနွယ်စုအမိခံဖြင့်တည်ထောင်ခဲ့သောနိုင်ငံရေးပါတီတွေဟာလည်းစစ်တရရလအောက်ခံရွေးကောက်ပွဲကော်မရှင်သို့မှတ်ပုံတင်ထားပါကယခုလှုပ်ထုံးလုံနီးချိန်ညာတဲ့နေ့ကစပြီးနိုင်ငံရေးပါတီဖြစ်ခြင်းမှအလိုအလျောက်ပယ်ပြတ်တယ်လို့မှတ်ယူရမယ်လို့တားမြစ်ချက်မှာပါရှိပါရယ်။မိသူမဆိုချင်းပြည်အတွင်အထူးရောက်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တာပါတီယုံဖွင့်လှစ်တာမလုပ်ဘူး နိုင်ငံရေးပါတီတစ်ခုခုရဲ့ကိုယ်စားလှယ်လောင်းအဖြစ်တော်လည်းကောင်းတတိပုဂ္ဂလအဖြစ်တော်လည်းကောင်းစစ်တပ်ရွေးကောက်ပွဲကိုဝင်ပြိုင်တာမဟုတ်ဘူးစစ်တပ်ရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးတာဟောပြောတာစာတမ်းဖြန့်ဝေတာမဟုတ်ဘူးချင်းပြည်ကောင်စီကတားမြစ်ချပါတယ်ဒါပြင်လူမှုကွန်ရက်စာမျက်နှာတွေမှာချင်းပြည်သူလူထုကိုရည်ရွယ်ပြီးစစ်တပ်ရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးခြင်းမပြုလုပ်ရဘူးလို့လည်းတားမြစ်ထားပါတယ်။မြန်မာနိုင်ငံအနှံ့မှာစစ်ပေးရှောင်နေကြသောချင်းလူမျိုးအရက်သားပြည်သူများကိုဖျက်ဆီး ရှင်းပြီးအတွင်ဒီထိုင်လျက်ရှိသောတိုင်းသားပြည်သူများကိုဖြစ်စေအတင်းအာဓမဆန္ဒမဲပေးစီတံချင်းကြောက်တာမလို့ဖို့တားမြစ်ထားသလိုစစ်ရှောင်ချင်းပြည်သူတွေနဲ့ချင်းပြည်မှာနေထိုင်သူတွေအနေနဲ့ဆန္ဒမဲပေးခြင်းမပြုလို့ရဟုချင်းပြည်ကောင်စီကတားမြစ်ထားပါတယ်။ဒါပြင် အတူရောင်ရွေးကောက်ပွဲမှာပေါ်ပေါက်လာတဲ့ဗဲအစိုးရတို့မဟုတ်ဒီဒီရန်နေရနဲ့မှပါဝင်ပတ်သက်တာပူပေါင်းပါဝင်တာမလုပ်ရဘူးလို့လည်းဒါမြင့်ချက်မှာထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းအတိပေးထားသလိုစစ်တပ်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်တာအတိမတ်ပြူတာမလုပ်ဖို့လည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ဆက်လက်ပြီးရန်ကုန်မှာအော်တိုဘားလအတွင်ဖမ်းဆီးခံရသူ60ကျော်ရှိဟုအာရက်ဆန်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရန်ကုန်မြို့မှာအော်တိုဘားလအတွင်စစ်ကောင်စီရဲ့ဖမ်းဆီးခံရသူ60ကျော်ရှိပြီးရွေးကောက်ပွဲပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့အကြောင်းပြချက်နဲ့ခိုးဦးဖမ်းဆီးခံခဲ့ရတယ်လို့ပြည်ပြင်သတင်းတွေဖော်ပြနေတဲ့ရန်ကုန်စကောက်နက်ဝက် RSN ကဖော်ပြပါတယ်။ ဒီလမှာတည်ရတဲ့အဖမ်းစီးဥယေကအရင်လတွေထက်တော့နှေးသွားပါတယ်ဗျာ။လိုက်ဆွဲတာတွေကတော့ရှိနေသေးပါ။ဒါပေမဲ့သူတို့ရွေးကောက်ပွဲလုပ်ဖို့ရှိလို့နည်းနည်းထိန်းထားတယ်နဲ့တူတယ်ဗျာ။စစ်တပ်ကလိုင်းပေါ်မှာဝေဖန်လို့ဆိုပြီးဖမ်းတာတွေအပြင်ကိုရွေးကောက်ပွဲကိုဝေဖန်လို့နှောက်ယှက်လို့ဆိုပြီးဖမ်းသွားတာတွေပါထပ်တိုးရှိလာပါတယ်ဟု RSN အခွဲထောက်ဝင်ရှိသူကပြောပါတယ်။အော်တိုဘာလာတွင်စစ်ကောင်စီရဲ့ဖမ်းဆီးခံရသူ64ဦးရှိပြီး73ဦးပြန်လွတ်ခါစစ်မှုထမ်းရဲ့အကြမ်းထောက်တွေကို23ဦးပို့ခဲ့တယ်လို့ RSN ကဆိုပါတယ်။ ျန်တဲ့ဖန်ဆီးခံရသူ58ဦးနဲ့ပတ်သက်ပြီးတော့သတင်းမရဘူးလို့ထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီကသူတို့ဝါဒဖြန့်ဇက်ကားဝေဖန်သူတွေလို့ခေါင်းစဉ်တက်ဖန်ဆီးခဲ့တာပါ။ဖန်ဆီးခံရသူ9ဦးထဲမှာ9ဦးကအမှုပညာလောကသားတွေဖြစ်ပြီးဇက်ကားကိုဝေဖန်တာ။ဝေဖန်တဲ့ post ကိုအသေးပေးမိတာတွေနဲ့ဖမ်းတာလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ကျန်တဲ့သူတွေကတော့၃ဦးကရွေးကောက်ပွဲကိုအွန်လိုင်းပေါ်ကဝေဖန်လို့ဖြစ်ပြီးကျန်တဲ့ဦးကတော့ရွေးကောက်ပွဲအဖွဲ့ဝင်ကိုထိုးခဲ့တာလို့သိရပါဗျ။လူတွေကိုကြောက်နေအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်တာတွေကိုတောက်လျှောက်လိုက်ဖမ်းပြနေတာမို့လိုင်းသုံးရင်အကောင့်တွေကိုလော့ချထားဖို့မှာကျင်ပါဗျ။စစ်တပ်လက်အောက်ဘာလို့လို့အန္တရာယ်ရှိနေတဲ့ကာလမှာ risk များတာတွေဆိုမလုပ်ကြဖို့တိုက်တွန်းချင်ပါတယ်ဗျာလို့အထက်ပါတာဝန်ရှိသူကအကြံပြုစကားဆိုထားပါဗျ။ ဖန်ဆီးခံရတဲ့အကြောင်းအရာတွေကတော့အရင်လားတွေကလိုပဲတရင်အတီချာနဲ့ရှာဖွေဖန်ဆီးတာရှောင်းတခင်စစ်စေးတာလမ်းဘေးမှာထိုင်နေတာလမ်းပေါ်မှာသွားနေတာစတဲ့အကြောင်းပြချက်တွေနဲ့ဖန်ဆီးခံကြရတာပါ။ဒါပြင်ဒီလနိုဝင်ဘာလတည်းမှာဖန်ဆီးခံရမှုများမှလည်းအလုရှိတယ်လို့လိမ့်လဲခေါ်ယူခံရသူ6ဦးနဲ့မူရစေးကျွေးပြီးဖန်ဆီးခေါ်ဆောင်ခံရသူတအုပ်ပါဝင်တယ်လို့ RS ကဆိုပါတယ်။မူရစေးကျွေးတဲ့ဖြစ်စဉ်မှာဖန်ဆီးခံရသူကရန်ကုန်မြို့လေ6ထပ်ရုံရဲ့လုံခြုံရေး ်ဝင်နှက်လို့ဖော်ပြထားပြီးအော်တိုဘာ20ရက်ကနေအင်းကိုပြန်ချင်းကားပေါ်မှာအမျိုးသမီးနှစ်ဦးကတူစေးသုံးကခေါ်ဆောင်သွားတယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။အဲ့ဒီအမျိုးသားကိုစစ်တပ်ထဲရောင်းစားခံခဲ့ရပြီးမိသားစုနဲ့ဆက်သွယ်ပြန်ရချိန်မှာတိန့်တရာနဲ့ရွေးဖို့ကနအူးပြောပေမဲ့မိသားစုဘက်ကပေးမယ်ပြောတဲ့အချိန်မှာတော့ရှမ်းပြည်နယ်ဘက်ကိုပို့ဆောင်ခံခဲ့ရတာကြောင့်ပြန်ပြေးလို့မရခဲ့ဘူးလို့အော်တိုဘာ28ရက်မှာ RSN ကဖော်ပြထားပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။